အတုပကမ္မထံပွားများအထုတ်တဲ့ဒီစနစ်ကတော့သမထဘိုင်းမှာအတုပကမ္မထံပွားများအထုတ်တဲ့ဤကတစ်ခုဝိပဒနာဘိုင်းမှာအတုပဘာဝနာပွားများအထုတ်တဲ့ဤကတစ်ခုဆိုပြီးနှစ်ခုကျွဲသမထဘိုင်းမှာပွားများအထုတ်ပုံကြတော့အမျိုးသမီးယောဂီသိက္ခာယံအမျိုးသမီးအလောင်းကိုပဲအတုပဘာဝနာအနေနဲ့ပွားရအမျိုးသားယောဂီသိက္ခာယံနဲ့အမျိုးသားအလောင်းကောင်ကိုပဲအတုပဘာဝနာအနေနဲ့ပွားရဘာကြောင့်လဲအလောင်းကောင်တစ်ခု အာယုံယူပြီးတော့ပရမဇန်သမာဓိဆိုင်အောင်ပွားမယ်လုပ်ငန်းတစ်ခုအဖြစ်အဲဒီလိုပရမဇန်သမာဓိဆိုင်အောင်ပွားတဲ့လုပ်ငန်းမှာအကရေဥပဇရသမာဓိနေမြေလို့ရောက်သွားလို့ပရိဘကနမိတ်အလောင်းကောင်းရဲ့ပရိဘကနမိတ်အာယုံပေါ်မှာဘာဝနာစိတ်ကညီဝတ်စွာကပ်ပြီးဤနေပြီဆိုရင်အဲ့ခါမှာအလောင်းကောင်းကနည်းနည်းပြန်လှလာတတ်အဲ့ဒီလိုလှလာတဲ့အချိန်ခါမှာနေမတူတဲ့အလောင်းကောင်းဖြစ်ခဲ့ရာဂစိတ် ဝင်လာတတ်တယ်အဲ့ဒီလိုရာဂဝင်လာခဲ့တော့ဘာဝနာလုပ်ငန်းရပ်မှာပြည့်စည်သွားမှာဆိုလို့နောက်ဆက်ဖြစ်မှာဆိုလို့လိန်တူတဲ့အလောင်းကောင်ကိုတန်းရင်သမထဘာဝနာပွားများရတယ်ဆိုပြီးဒီလိုသတ်မှတ်ချက်ရှိဝိပဒနာဘိုင်းမှာကတော့ဇံရအောင်ပွားတဲ့စနစ်မဟုတ်ဘူးအာဒီနဝခေါ်တဲ့အပြစ်ကိုမြင်အောင်ရှုတဲ့အပိုင်းချက်အဲ့ဒီလိုအပြစ်ကိုမြင်အောင်ရှုနေတဲ့အပိုင်းမှာတော့မျိုးသားကမျိုးသားအလောင်းကိုပဲဖြစ်စေမျိုးသမီးအလောင်းကိုပဲဖြစ်စေပွားလို့ရတယ် အမျိုးသမီးယောဂီကလည်းအမျိုးသားအလောင်းကိုပဲဖြစ်စေအမျိုးသမီးအလောင်းကိုပဲဖြစ်စေဘာလို့ရလဲအပြစ်ကိုမြင်အောင်ရှိတဲ့အပိုင်းဖြစ်နော်အခုတော့ဝိပဿနာပိုင်းပွားပုံကတော့ဝိပဿနာပိုင်းကျမှပဲပြောကြတယ်နော်အခုသမထပိုင်းပွားပုံလေးကိုပြောကြရအောင်ဒီတော့ဒီသမထပိုင်းပွားပုံနဲ့ပတ်သက်ပြီးတော့ဝိသုတိမေအထက်ကရမှာကတော့နာမရတဲ့ပုဂ္ဂိုလ်များအတုပကမ္မထံကိုသတ်တဲ့အထုပ်ကိုဒီနေ့ကိုတော့ဖော်ပြထားပါတယ်နော်အခုဒီထာယနာမှာပြနေတာကတော့ အဖြူဩဒါဒကတန်းဖြင့်သရုဒ္ဒဇံတမာတိဆိုင်အောင်ပွားထားနေတဲ့ယောဂီများအဖို့အတုပဘောဘုံကိုကြားတာဖြစ်တော့ဒီသရုဒ္ဒဇံတမာတိရဲ့အကူအညီကိုယူပြီးအတုပဘာဝနာကိုပွားရင်လည်းပွားလို့ရတယ်။ပွားရတဲ့ဤစနစ်ကိုဒီမှာပြတော့ဒီကတော့မိမိမြင်ကြဲဘူးတဲ့ညွန်ရှာဆက်တော့ကအကောင်းဆုံးသောလိန်သူအလောင်းကောင်တစ်ခုကိုအယုံကြည်ပွားခိုင်းတဲ့စနစ်ကိုပဲသင်ပေးပါလိမ့်မယ်။ဒီတော့အတုပဘာဝနာပွားတော့မဲ့ပုဂ္ဂိုလ်က ဆက်ချင်းသူကတုတ်တံကိုသွားပြီးအလောင်းကောင်းကြီးကိုတေချာကြည့်နေဖို့တော့မလိုတော့ဘာဖြစ်လို့လဲဒီသုဒ္ဓသာတမာတိယူကတိုင်ဩဒါရကတိုင်ဖြစ်သုဒ္ဓသာတမာတိဆိုင်အောင်တမာတိထူထောင်လိုက်တဲ့အချင်းခံမှာလေးယောင်ကြီးတွေကတစ်ဖက်ဖြတ်တောက်လာတယ်သူလေးယောင်ကြီးဖြစ်မိမိမြင်ဘူးခဲ့တဲ့ရောရှာဆက်ဆုပ်ကအကောင်းဆုံးဖြစ်တဲ့ဒိန်သူအလောင်းကောင်းတစ်ခုကိုနှမ်းပြီးလေးယောင်နဲ့သုဒ္ဓရဘုဆက်လိုက်တဲ့အချင်းခံမှာထို့ အလောင်းကောင်ကမိမိကတစ်ချိန်လုံးကခေါင်းရင်းဘက်ကကြည့်ခဲ့ဘူးတယ်ဆိုရင်လည်းခေါင်းရင်းဘက်ကခြေရင်းဘက်ကကြည့်ခဲ့ဘူးတယ်ဆိုရင်လည်းခြေရင်းဘက်ကမြင်တဲ့ပုံကိုလင်းအောင်ကြည့်နေထိုးစက်ပြီးတော့ပြန်ပြီးကြည့်အောင်ဖြစ်ပါတယ်နော်ကြည့်ပြီးတဲ့အချိန်ကမှအလောင်းကောင်ကညနေမှခြင်းရှားရှားပေါ်လာပြီဆိုတဲ့အခါကျတော့မှပฏิကူလပฏิကူလပါဠိလိုကြိုက်ရွံချာဆက်ဆုပ်ဖွဲ့အနေနဲ့ကြည့်ရပါမလို့ကြိုက်ရင်လည်းရွံစရာရွံစရာလို့ပဲကြည့်ရ ယွန်ကြာဆက်တော့ပဲသဘောညာနဲ့မြင်အောင်သူ့အောင်ပါတယ်။ဒါပေမဲ့ဒီနေရာမှာတချို့တချို့ယောဂီများအကဲခဲအသိဉာဏ်ရှိဘယ်လိုအကဲခဲရှိလဲလို့ပြီးတော့သူတို့ကအမှတ်တရအလောင်းကောင်ကိုလိန်တို့အလောင်းကောင်ကိုမမြင်ဘူးဘူးဆိုပြီးပြောကြတယ်။အဲဒီလိုမမြင်ဘူးတဲ့ယောဂီများဖြစ်ခဲ့မယ်ဆိုရင်တော့ယာယီခိတ္တခဏအဖြစ်ကြုံကြိုက်တဲ့လိန်တို့အလောင်းကောင်တစ်ခုကိုသွားပြီးအတုပနမိတ်ယူဖို့တော့လိုအပ်ပါလိမ့်နော်။အဲဒီလိုယူလိုက်တဲ့အချိန်ခါမှာလည်း ဖြစ်နေခဲ့ရင်တော့မိမိတို့ကအကျိုးကတိုင်းမှာသရုတ်တာသမာဓိဆိုင်အောင်ကြောင်းကြင်ကြင်ထူထောင်ထနိုင်တဲ့အတွက်သမာဓိအရင်ထူထောင်ပြီးတော့မှမျိုးလုံးဖွင့်ပြီးဒီအလောင်းကောင်ကိုနမိတ်ယူလိုက်ခမင်းမြတ်တတ်ပါတယ်။သို့မဟုတ်အကျိုးကတိုင်းကိုသမာဓိထူထောင်ဖို့အချိန်မရခဲ့ရင်လည်းပကတိမျက်စိနဲ့ပဲဒီအလောင်းကောင်ရဲ့ယွန်းရှားဆက်စုပ်ပဲအကောင်းဆုံးအနေထားကိုဉာဏ်နဲ့စိုက်ပြီးတော့ယွန်းရှားယွန်းရှားလို့ပြုတ်ပြီးတော့နမိတ်ယူနိုင်ပါတယ်။အဲဒီလိုနမိတ်ကစောစောမြဲမြဲ ယူလိုက်တဲ့အချိန်ကမှခဏအတွင်းတော့ရှင်လန်တတ်တဲ့အကြောင်းကတော့သရုတ်ထာသမာတိရဲ့သွမ်းအားအကူအညီကြောင့်ဖြစ်ပါတယ်။အဲဒီလိုအလောင်းကောင်ကညနေမှာမေတ္တာဆက်ဆုပ်ခွင့်အနည်းနဲ့ရှင်လာပြီဆိုရင်တော့သူ့အလောင်းကောင်ရဲ့ယောဇာဆက်ဆုပ်ခွင့်အနည်းထားမှာဘာဝနာစိတ်ကိုညှော့ဆောင်ကပ်ပြီးဉာဏ်စရာဉာဏ်စရာလို့ပြောရတယ်။အဲဒီလိုပြောနေတဲ့အပိုင်းမှာညီမကဒီအလောင်းကောင်ရဲ့အနာဂတ်ဘက်ကိုစိတ်တော်သွားပြီးညွတ်လိုက်တယ်။ညွတ်လိုက်ခဲ့လို့ရှိရင်အလုံးနောက်ဆုံးအယောဇုအယောဇုကနေအပေါင်းအဆင့်အထိရောက်သွားတတ်တယ်။ ဒီအလောင်းကောင်ကအကရိတ်တရခတ်ကြကြကမြင်ထားခဲ့ဘူးတဲ့အလောင်းကောင်ကုနေချင်းခံမှာအယိုးတွေကအမှုံပြစ်နေတဲ့အဆင့်အထိရောက်နေပြီဆိုရင်တော့အဲ့ဒီအဆင့်အထိကုသတတ်ပါတယ်နော်သို့တော့အကောင်းဆုံးသောမြေချဆက်စုပ်ကအနေထားမှာဘာဝနာစိတ်ကိုမြတ်စွာကပ်ပြီးအနာဘက်အနာကဘက်ကိုနှမ်းမြော်ပြီးမကြည့်ဘဲနဲ့ဘာဝနာစိတ်ကိုမြတ်စွာကပ်ပြီးပရိကူလပရိကူလလို့ပြင်ဆင်ညွန်ကြာညွန်ကြာလို့ပဲပြင်ဆင်ပြုရတယ် ရွှေချဆက်စုပ်ပဲသဘောတော့နည်းနည်းရှင်းပြရပါတယ်။အဲဒီလိုရှုလိုက်တဲ့အချိန်ခါမှာအဖြူဩဒါဒကတိုင်းဖြင့်သရုဒ္ဓသာတမာတိရဲ့အကူအညီကိုအထင်ခံပြီးမှအတုပကမ္မထံကိုစည်းပြန်းနေတာဖြစ်သည့်အတွက်တမာတိလောလောကူကူဖြစ်လာတတ်ပါတယ်။ညာသောအဖြစ်တထိုင်အပြည့်မှာတမာတိဖြစ်တဲ့ယောဂီများများကြပါတယ်။မဖြစ်ခဲ့ရင်လည်းနှစ်ထိုင်သုံးထိုင်စသည်ဖြင့်ဆက်ထိုင်ကြည့်လို့နော်။ အဲ့ဒီလိုထိုင်လိုက်တဲ့အချိန်ကမှတဏှာကြီးခန့်တော့ဒီရုံချဆက်ဆုပ်ပဲအလောင်းကောင်အာယုံပေါ်၌ဘာဝနာစိတ်ကညီဝစွာကပ်ပြီးနေပြီဆိုရင်တော့ညီဝနေတဲ့စိတ်ကမိမိရဲ့ကျူပသုံးသပ်နေတဲ့နှလုံးရင်ဟရိယဝုဒ္ဓအတွင်းမှနှလုံးရင်အတွင်းမှဟရိယဝုဒ္ဓကိုပြီးတွေ့ဖြစ်နေတာဖြစ်တဲ့အတွက်ဟရိယဝုဒ္ဓရှိရာဘက်ကိုလှမ်းမြော်ပြီးဉာဏ်ဆိုင်ပြီးကြည့်လိုက်ရင်ဝိတ္တဝိသရပိတိဒုက္ခဣကဂရခေါ်တဲ့ဉာဏ်ကံကားပါသင်ချနိုင်တယ် 为啥？永夏十州国，龙广阿勇波都，波波南西国接受天兵天将的不？为啥嘞？永夏十州国，龙广阿勇波都，龙广阿勇国看看看看，东打西进，天将的不？别的永夏十州国，龙广阿勇国西进，天将的不？都看永夏十州国，龙广阿勇也也南国，天亮打打，抗战天将的不？一个给他。 ငွေချာဆက်စုပ်ကအလောင်းကောင်အာယုံတခုတည်းပေါ်သို့ဘောဗနာစိတ်ညီဝတ်စွာကြောက်ကြည်နေခြင်းသဘောဆိုပြီးတော့ဒိုင်ကံ၅ပါးသင်ချားလာ။ဒီနေရာမှာမေးစရာတော့ရှိတယ်။ရောစုကမ္မထာရှုစဉ်ခါတုံးကပဲဖြစ်ဖြစ်ပေါ့။ခုဒီအတုပဘာဝနာပွားနေတဲ့သင်္ကန်းမှာပဲဖြစ်ဖြစ်ဒီအလောင်းကောင်အာယုံပေါ်နဲ့ဘယ်ပုံဘယ်ပန်းဗဏ္ဏအဖြစ်ပီတိဖြစ်နိုင်မလဲ။ဘယ်ပုံဘယ်ပန်းဗဏ္ဏအဖြစ်ဒုက္ခဝေဒနာတွေဖြစ်နိုင်မလဲလို့ဒီလိုတော့မေးစရာရှိတယ်နော်။ ယွန်ချာဆက်သုတ်ခွေအယောစုယွန်ချာဆက်သုတ်ခွေအလောင်းကောင်အာယုန်နေ၌ဗီတိဒုက္ခဖြစ်ခြင်းဒီဘာဝနာရဲ့စွမ်းအားကြောင့်ဖြစ်ပေါ်လာတာဖြစ်ပါလေ။ဒဂါကြီးတွေဒီမကြီးတွေသာနေကြငပိကြည့်ပေါ့။ငပိယွန်ချာဆက်သုတ်ခွေမကောင်းဘူးလား။ကောင်းပါလေ။ဒါပေမဲ့ငပိကိုကြကြနေနေပြုတ်ပြင်းပြီးတော့သမင်းပွဲထဲမှာဆက်လိုက်အဲ့ဒီယွန်ချာဆက်သုတ်ခွေဖြစ်နေလား။မဖြစ်တော့ဘူးဒီပုံစံအတိုင်းနော်။ဘာဝနာရဲ့စွမ်းအားကြောင့် ပီတိတွေဒုက္ခတွေဖြစ်ပေါ်လာတာဖြစ်ပါလေ။ဘာဝနာစိတ်ကဒီယောရှာဆက်သုတ်ကအလောင်းကောင်းတော့ဖို့ယောရှာဆက်သုတ်ကရုပ်စုအယုံပေါ်၌ညဝတ်စွာတပ်ပြီးနေ။တဖြည်းဖြည်းဒီဘာဝနာကရင့်ကျက်လာတဲ့အခါပฏิဘာကနမိတ်ဖက်ကိုဖိုက်သွားပြီ။ဓမ္မာတိအနေနဲ့ပြောရင်ဥပဒရာဓမ္မာတိဉာဏ်ကြီးပဲကူးသွားတယ်။သို့ပฏิဘာကနမိတ်ဖက်ကိုဖိုက်သွားပြီလို့ရှင်းတော့ယောရှာဆက်သုတ်ကအလောင်းကောင်းဒီကိုယာယီခိတ္တခဏအပြည့်လှပတဲ့အတွင်ကိုဆောင်းတယ်နော်။အဲ့ဒီအချိန်ခါမှာ ဒီဘာဝနာရဲ့စွမ်းအားကြောင့်ပိဋိဒုက္ခခေါ်တဲ့ဆိုင်းကားတွေပေါ်လာတတ်တယ်။ဤကကရာခေါ်တဲ့ဆိုင်းကားတွေလည်းပေါ်လာပါရဲ့။ဒီတော့အတုပဘာဝနာကိုခုလိုပရမသန်တမာတိဆိုင်အောင်ပေါ်နိုင်ပြီဆိုလို့ရှိရင်တော့အဲ့ဒီအတုပဘာဝနာကနေမိမိတို့ကစွမ်းအားရှိလို့ဝိပဿနာကုမယ်ဆိုရင်လည်းကုလို့ရပါတယ်။မကုကျင်နေဘူး။ဉာဏ်နေတဲ့ဥစ္စာတို့ မကူသေးပဲနဲ့ခဏကအဖြူရံသရဒ္ဒတံတမာတိကနေကူးမယ်ဆိုလည်းရပါတယ်ဘယ်တမာတိကပဲကူးကူးကူးလို့ရနော်အကယ်၍မြတ်မိမိတို့ကဒီအလောင်းကောင်ရွှေချာဆက်စုပ်ပဲအာယုံကနေပြီးတော့ပရမသန်တမာတိကိုအခြေခံ၍ဝိပဿနာကူးမယ်ဆိုရင်တော့ယုံနာနေပြန်သိခြင်းအကြောင်းတရားရှားဖွေပြီးအကြောင်းတရားနေတဲ့ကွာသူယုံနာနေကိုအနိစ္စဒုက္ခအနတ္တလက္ခဏာရဲ့သုံးတန်ပြင်ပြီးတော့ဝိပဿနာရှုပါသုံးတန်ရမှာဖြစ်ပါတယ်နော်အဲ့ဒီလိုမိမိတို့ရဲ့ ဗဟိတအလောင်းကောင်အာယုံ၌ဘာဝနာစုကိုညွှတ်စွာကပ်ပြီးသူ့နိုင်တဲ့အချင်းခါမှာဝိပဿနာပိုင်းရောက်လာတဲ့ယောဂီအဖို့ကတော့ပုံစံပြောင်းပြီးသူ့လောကကျွနိုင်တယ်။ခုကတော့တမထာပိုင်းဖြစ်တော့ဒီတမထာပိုင်းလည်းတော့ဖြစ်တတ်ရက်ထားအောင်နော်။ဒီတော့ဒီဗရမဏ္ဍသမာဓိဆိုင်အောင်အလောင်းကောင်အာယုံ၌အတုပကမ္မထံစည်းစားနိုင်တဲ့ယောဂီပုဂ္ဂိုလ်ကမရဏဒုတိယကမ္မထံပဲကူးမယ်ဆိုရင်လွယ်လွယ်နဲ့ကူးလို့ရတယ်။ သောဣမမိဘကညာဥပတံဟရတိအယံပိခောကယောယောဓမ္မယောဘဝိအယောအနတိတောတိဆိုပြီးတော့မဟာတိပဒနာအတုတ္တမြတ်မှာမြတ်စွာဘုရားဟောထားတဲ့အတိုင်းယောရှာဆက်တုပ်ပဲအလောင်းကောင်းရဲ့အတုပသဘောကိုဉာဏ်နဲ့သင်ပြီးတော့ပရမဇန်သမာဓိဆိုင်အောင်လေ့ကျင့်ထမ်းနေတဲ့ယောဂီသူတော်ကောင်းကငါလည်းဒီလိုပဲသိရမယ်ဒီသိချင်းသဘောဒီငါတန်တန်းနဲ့မချွတ်ဧကံဖြစ်လိမ့်မယ်ဒီသိချင်းသဘောတရားကိုငါလည်းမလွန်မြောက်နိုင်ဘူးဒီအတုပသဘောတရားဒီငါတန်တန်းနဲ့မချွတ်ဧကံဖြစ်လိမ့်မယ် ဒီအတုဘသဘောတရားကိုငါလည်းဘယ်နည်းနဲ့မှမကြော်လောက်မလွန်မြောက်နိုင်ဘူးလို့မိမိရဲ့သေနေတဲ့အလောင်းကအာယုံကိုညာနဲ့ကပ်ဆောင်ပြီးကြည့်လိုက်ဖဲ့တော့မိမိသေပြီးပုတ်ပွားနေတဲ့ဘုံပေါ်လာတတ်ပါလေ။ပေါ်လာခဲ့ရင်ထိုမိမိသေပြီးပုတ်ပွားနေတဲ့ဘုံအပေါ်၌ဘာဝနာစိတ်ကိုညီဝတ်စွာကပ်ပြီးတော့မရဏမေတုံဇီဝိတမေအတုံ ငါရဲ့သိခြင်းတရားသည်မြဲဤအသက်ရှင်ခြင်းတရားသည်မမြဲဒီလိုရှိလောက်ကသိနိုင်တယ်သို့မဟုတ်မရဏပရိယောတနာဖြစ်ဇီဝိတံငါရဲ့သိခြင်းငါရဲ့အသက်ရှင်ခြင်းသည်သိခြင်းတရားနှင့်အဆုံးပိုင်းခြားရှိတယ်လို့ဒီလိုရှိလောက်ကလည်းသိနေနိုင်ပါတယ်ဒါမရဏလုဒ္ဓိကမ္မထံစည်းစွမ်းတဲ့ဤပဲအဲလိုမရဏလုဒ္ဓိကမ္မထံကိုစည်းစွမ်းနေတဲ့အချိန်ခါမှာမိမိရဲ့ဒေဝီပုဂ္ဂိုလ်အနေနဲ့ညွန်ချဆက်ဆုပ်ပဲအလောင်းကအာယုံပေါင်းတဲ့ဘာဝနာစိတ်ကညီမဆော့ကပ်ခံရပါတယ် တဏှာကြီးလောက်စက်ပြီးဖြင့်ညီဝဆောကပ်ပြီးကြီးနေပြီဆိုရင်တော့ထိုညီဝနေတဲ့စိတ်ကိုပြန်ပြီးကြီးလိုက်ခဲ့တော့ဝိတဝိသရပိတိဒုက္ခဣတ္တကရာခေါ်တဲ့ဆိုင်ငံကပါသင်္ချာနေတယ်သို့တော့ဒီဆိုင်ငံတွေကဥပ္ပန္နဆိုင်ငံများတော့မဟုတ်ပါဘူးဥပ္ပဇရတမာတိနဲ့ကျွဲ့နေတဲ့ဆိုင်ငံများလည်းဖြစ်ပါတယ်။ဘာကြောင့်လဲမိမိတကယ်သိနေတဲ့အလောင်းမဟုတ်ဘူးဉာဏ်နဲ့ကပ်ဆောင်ပြီးကြည့်လိုက်မှပေါ်လာတဲ့အလောင်းကောင်ဖြစ်တော့သူ့အလောင်းကောင်ပေါ်နေဘာဝနာစိတ်ကညီမဆွာကပ်ပြီးဤနေအောင်ကြိုးစားနေရတဲ့ယောဂီပုဂ္ဂိုလ်အဖို့ ပထမဇန်တမာတိအတိတော်ကိုစိုက်နိုင်ဘူးဥပဇရတမာတိလောက်ပဲစိုက်နိုင်တယ်လို့ဒီလိုသတ်မှတ်ခြင်းလားရှိပါနော်ဒါကမရဏာနုဒတိကမ္မထံစီးပြန်ပုံပဲ